ဒီမှန်းလေးပဲတစ်ချက်တစ်ချက်ရိုက်တာတော့ရုပ်တရားချင်းဘာမှမဖြစ်တော့ဘူးမှန်ပါပါမှန်ပါဒါပေမဲ့သူကတရရတဲ့မို့နေရတဲ့မို့သဘောနဲ့မို့နှစ်ရည်လာများငါတို့ဆိုနှစ်20လောက်ရှိမှန်ပါဟုတ်တယ်သူဆိုလည်းနှစ်20လောက်ရှိနေပြီအဲ့လိုလှုပ်လာတဲ့အခါကျတော့ဒီပတ်ကြလဲမှာရှိတဲ့အနတ်ကြောလေးကဘလုံးမခံနိုင်ဘူးအဲ့တော့လောလောဆယ်ဖြစ်ပြကကုမင်းတန်အုံးတော့မှသူ့ခွဲပြီးတော့အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတယ်ဟုတ်ကဲ့လောလောဆယ်ကိုယ်နဲ့ညီတော်မှဖြစ်နေတာကတော့ငွေချင်းပွန်ပွန်ဆိုတော့ရာသာပေါင်းစီဆိုရင်နားလုံးကကန့်သွားတာ မဟုတ်လို့လည်းမအနေရရှိနေတယ်ငါတို့လို့တဲ့အလုပ်ထဲမှာဒီလိုမျိုးတွေကိုရှောင်ရှားသိမ့်ပြီးဆိုတော့တိရပြောမလို့တခြားနည်းတနည်းနဲ့ကြံပြီးရှင်းတာတော့ဘောနော်အခုဒါကွန်မန်ဒါရဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ကအတူယူပြီးပြောရမယ်ဆိုရင်အန်ဒီရရှိတဲ့ပစ္စည်းလို့ပဲကျွန်တော်သဘောထားရမယ်လူသေးစေနိုင်တယ်လို့ပြောရမယ်လက်ဝါးနဲ့ဖြစ်စီရိုက်လုံးနဲ့ဖြစ်စီရည်တံဘူးပါဗျာနောက်ဆုံးသင်နောက်ဆုံးရည်တံဘူးဒီလိုနည်းနဲ့ပဲနုပညာကိုပုံဖော်ကြပါစို့လို့တိုက်တွန်းကြံပြီးလိုက်